အလုံးမင်္ဂလာပါကျွန်တော်ရဲ့အင်္ဂလိပ်စကားပြောသင်တန်း level 3သင်တန်းသားတွေကိုဒီဗီဒီယိုလေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့ပထမဗီဒီယိုရဲ့မပြည့်ပြတ်သေးတဲ့အပိုင်းဖြစ်တဲ့ဒီ the first myanmar empire ဆိုတဲ့ ဒီ presentation topic ရဲ့နောက်ဆုံးအပိုင်းလေးကိုဒီ video လေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမ video မှာတော့ကျွန်တော်တို့ဒီကျန်စစ်သားမင်းရဲ့အကြောင်းကိုပြောပြပေးခဲ့တယ်ဗောနော်အဲ့တော့ဒီနေ့ video လေးမှာတော့ကျွန်တော်တို့ဒီကျန်စစ်သားမင်းရဲ့နောက်မှာနန်းတက်လာတဲ့အလောင်းစီသူ မင်းရဲ့အကြောင်းကိုဒီဗီဒီယိုလေးထဲမှာပြောပြခဲ့ပြီးအလောင်းစီသူမင်းအပြင်နောက်ထပ်ဗကံပြည်ကြီးကိုအုပ်ဆိုးခဲ့တဲ့တချို့သောဘရင်တွေရဲ့အကြောင်းကိုလည်းတစိတ်တသေးသားအနေနဲ့လေ့လာခွင့်ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းအတူတူဒီ topic လေးရဲ့ဒီနောက်ဆုံးပိုင်းလေးကိုတည်တည်ချာချာလေးစိတ်ပါဝင်စားစွာနဲ့ like လန်ကြည့်ရှုမှတ်သားပေးပါလို့ ပြောကြားလိုပါတယ်။ Okay အဲ့တော့ after king Jansida เนาะ Jansida မင်းပြီးတဲ့နောက်မှာ AD 1113 1160ပေါ့เนาะ1133ခုနှစ်ကနေ1160အတွင်းအုပ်စိုးခဲ့တဲ့ဒီဒီပေါ့เนาะဒီမှာ his grandson သူ့ရဲ့မိဖြစ်တဲ့ along situ เนาะ along situ မင်းဟာတဲ့ Jansida ရဲ့မိမိတော်တာပေါ့เนาะ Jansida ရဲ့သား Raja Kumara ကို ထိနမ်းမပေးပဲနဲ့မွန်မြန်မာချစ်ကြည်ရေးအတွက်ရည်ရွယ်ပြီးတော့ဒီမွန်မင်းသမီးကနေမွေးတဲ့သူ့ရဲ့မိပေါ့နော်သူ့ရဲ့သမီးမွန်မင်းသမီးသူ့ရဲ့ဒီသမီးတော်ပေါ့နော်အဲမွန်မင်းသမီးကနေမွေးတဲ့အလောင်းစီသူမင်းကိုသူကနန်းတင်ပေးခဲ့တယ်ဒါကျဆက်သားရဲ့တကယ့်ကိုရာဇဝင်ပြောင်မြောက်တဲ့ဒီမွန်မြန်မာချစ်ကြည်ရေးအတွက်ကြီးမားသောကြိုးပမ်းအားထုတ်မှုတစ်ခုလည်းဖြစ်ခဲ့တယ်ပေါ့နော်ဟိုအများအမြင်နဲ့ဘေးကနေကြည့်မဆိုရင်တော့ဒါမတရားဘူးလို့တော့ကျွန်တော်ဆိုရင်ဆိုလို့ရတယ်သို့တော့အလောင်းစီသူမင်းကိုသူထိနှက်ပေးရခြင်းဟာသူ့ရဲ့မိတော်ကိုထိနှက်ပေးရခြင်းဟာမွန်မြန် ်မာချစ်ကြည်ရေးအတွက်ကိုပဲဦးတည်ခဲ့တယ်ဆိုတာလုံးဝသိတာထင်ရှားတဲ့အချက်လေးဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ဆက်ပြီးတော့ကြည့်ကြအောင်ပါ။ Rule Bagan Dynasty his name Situ came from Zeyatura เนาะသူ့ရဲ့နာမည်ပေါ့ဒီလောင်စီသူမင်းရဲ့နာမည်စီသူဆိုတဲ့နာမည်ရတဲ့ came from Zeyatura Zeyatura ဆိုတဲ့နာမည်ကနေလာတယ် along means pray border အလောင်းဆိုတာဒါဖျားလောင်းကိုစုလို့တာပေါ့နော် because he prays to chimon ကြားတယ်ပေါ့နော်သူ့ကို to be border ဖျား ဖြစ်လာမလားဆိုပြီးတော့လူရကိုနိုင်ငံကိုကိုတိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းဆိုလို့ရှိရင်ဟိုဖះအောင်နဲ့တင်စားကြတယ်ပေါ့เนาะဒီမှာအလောင်းစီသူမင်းဆိုရင်လည်းဒါပြောမှဆိုလို့ရှိရင်ငယ်လေးတည်းဒီမင်းသားလေးကိုသူတို့ကဟိုဖះတမျှပေါ့ပြောချင်တာတန်မိုးထားလေးစားကြတယ်ပေါ့เนาะပြောချင်တာဒီအလောင်းစီသူမင်းရဲ့လက်ထက်မှာလည်းတကယ်ကိုတိုင်းပြည်ကတာယာဝါပြောစီပင်ခန္ဓာကြွယ်ဝခဲ့တယ်ပေါ့ပြောမှဆိုလို့ရှိရင်တော်တော်လေးတိုင်းပြည်တိုးတက်ခဲ့တယ်ပေါ့เนาะအဲအားကြောင့်မို့လို့လည်းသူတင်စားတယ်ပေါ့ The most famous pagoda he built. Now, to take it. ဖရားတွေတဲ့ကနာမည်အကြီးဆုံးပေါ့နော်ဟိုအကျော်ကြားဆုံးသောဖရားတွေအရဆိုလို့ရှိရင်တဲ့ was တပ်ပြင်းညူနော်တပ်ပြင်းညူ ဖရားရဲ့ Tapinyu Temple ပေါ့နော် Tapinyu ဖရား which is also the evidence of technology of Myanmar architects အဲ့တော့မြန်မာပြည်သူကပညာရဲ့ဤစနစ်တွေကိုတက်တည်ပြနေတယ်တက်တည်ထူပြနေတယ်ဒီ Tapinyu ဖရားကြီးကို သူတိဆောက်ခဲ့တယ်ဒါသူ့ရဲ့ဟိုတိထားကိုဝယ်ခဲ့တယ်ပေါ့နော်တပည့်ညွန်ဖရားရဲ့ဒီအမှုတုက္ကမလက်ရာတွေရာဆိုလို့ရှိရင်တကယ့်ကိုအမခန်းနိုင်အောင်ပဲလေးလာလို့မကုန်နိုင်အောင်ဘူးပေါ့နော်အဲ့တော့တပည့်ညွန်ဖရားကိုအလောင်းစီသူမင်းကြီးကတည်ထားခဲ့တယ် he made a good relationship with bangla ceylon နော် Malayu and Java by traveling to there အဲ့တော့အလောင်းစီသူမင်းလက်ထံမှာကြတော့ तू ကနည်းနည်းလေး तू ကဘယ်လိုဖြစ်လာပြီလဲဆိုတော့ပြပနိုင်ငံတွေနဲ့ဆက်ဆံရေးကိုပါ तू ကဒီတန်ခင်းတမန်ခင်းကိစ္စရက်တွေကိုပါ तू ထည့်ပြီးစဉ်းစားလာပြီပေါ့နော်ဘာလဲဆိုရင် तू ဒီ Bangladesh နဲ့လည်း तू အဆက်အဆက်လုပ်တယ်အဆက်အဆက်လုပ်တယ်ပေါ့ဟိုဘက်ကနေဟဲခတ်အမွှေးချိုင်တွေဒီဘက်ကိုယူလာတယ်နော်ယူလာပြီးဒီဘက်ကနေထွက်တဲ့ပစ္စည်းတွေဟိုဘက်မှာပြန်ပို့တယ်ပေါ့နော်ဟိုလက်ဆောင်ဘင်းကိုလက်ဆောင်အပြန်အလှန်ပေးကြတာပေါ့ဒါကိုပြောချင်တာပေါ့ เนาะချစ်ကြည်ရင်းနှင်းမှုပုံမှုတိုးတက်လာအောင်ဟောဘကဒီဘင်္ဂလားဒေ့ရှ်ပြင်နောက်နောက်စီလုံဆိုတာကျွန်တော်တို့စီလုံတီစီလုံတီဆိုပြီးတော့လက်ဖြစ်တောက်တဲ့နေရာမှာစီလုံတီလို့ကျွန်တော်တို့သုံးကြတယ်ပေါ့အဲ့စီလုံဆိုတာပြောမယ်ဆိုရင်တခြားဟုတ်ပြောတာမဟုတ်ဘူးတိရိလင်္ကာကိုပြောတာပေါ့เนาะတိရိလင်္ကာနိုင်ငံရဲ့ဒဲကမြို့တစ်မြို့ရဲ့နာမည်စီလုံမြို့ဆိုတာရှိရဲ့အဲ့မြို့ကဒါเนาะဒီစီလုံလို့ခေါ်တဲ့ဒီတိရိလင်္ကာနိုင်ငံနဲ့လည်းသူအချိတ်ဆက်နော်အဆက်တွေတန်ခင်းတမန်ခင်းဆက်ဆံမှုတွေရှိခဲ့တယ်။နောက်ပြီးတော့မာလာယူလို့ခေါ်တဲ့မလေးကျွန်းဆွယ်ပေါ့မလေးရှားနိုင်ငံနဲ့လည်းသူဒါ သူကုလူဆက်တံမှုတွေကုံသွဲမှုတွေလည်းရှိခဲ့တယ်နောက်တစ်ခုက and java indonesia java join ပေါ့နော် indonesia နဲ့နိုင်ငံနဲ့လည်းသူဒီအဆက်အဆက်လုပ်ခဲ့တယ်ပေါ့နော်ဒါသူ့ရဲ့ဒီတက်တန်းမှာဒါနိုင်ငံခြားနိုင်တိုင်းပြည်တွေနဲ့သူဆက်ဆံမှုတွေသူလှုပ်လာခဲ့တယ် by traveling to there အဲ့ကိုခီးသွားလာခြင်းအဖြစ်ပေါ့ he made he made a standard measurement เนาะတကယ်ကိုစမ်းတိုင်းတာမှုတွေပြုလုပ်ခဲ့တယ်တဲ့သူ့ရဲ့လက်ထံမှာဒီအလောင်းစီသူမင်းရဲ့လက်ထံမှာဒါဟိုအလေးတင်းတောင်းချိန်အတွက်စနစ်တွေပေါ့ပြောမယ်ဆိုရင် in in weight lens not weight ဆိုတာအလေးချိန် lens ဆိုတာအကွာ weight ဟိုဘာ banana user နာကိုဘလောက်ဆိုပြီးတော့ဒီလိုမျိုးအတိုင်းအတာတွေသူလုပ်ခဲ့တယ်နောက် area တွက်တွက်ပုံတွက်နည်းတွေလည်းသူသတ်မှတ်ခဲ့တယ် and volume เนาะဒုတဲ့အတိုင်းနဲ့ပုံအတိုင်းနဲ့နည်းတွေဒီ စံတတ်မှတ်ချက်တွေကိုသူတတ်မှတ်ခဲ့တယ် throughout his kingdom သူရဲ့ဒီအုပ်ချုပ်ခဲ့တဲ့ဘုရင်အဖြစ်စိုးစံခဲ့တဲ့ကာလတစ်ချောင်းမှာသူကအလေးတင်းတောင်းချင်းခွင်အကွာအဝေးဒီနဲ့ပတ်သက်တဲ့ measurement တွေကိုဒီစံအတိုင်းအတာတွေကိုသူတတ်မှတ်ပေးခဲ့တယ်တဲ့ဒါတော်တော်ကြီးကိုကြည့်တဲ့တဲ့လောက်ရလို့တော့ကျွန်တော်တို့တမိုင်းမှာတင်စားလို့ရတယ်အော်အရင်တော့နှစ်မှာပါပစ္စည်းကြီးလဲငါမှာရှိတဲ့ပစ္စည်းနဲ့လဲမယ်နော်စံနဲ့စားနဲ့လဲရင်လဲမယ်နော်ဟင်းသီးဟိရွဲ့နဲ့ဟိုစံနဲ့လဲရင်လဲမယ်ဒီလိုမျိုးလဲစားလာခဲ့တဲ့နေသားအနေမှာ เนาะဟိုတတ်တတ်မှတ်မှတ်လည်းမရှိဘူးပေါ့ဟိုအကွာဝေးဆိုရင်လည်းဒတိုင်းတို့တတာတို့เนาะတယူဇနာတို့တပြတို့နှစ်ပြတို့ဒီလိုမျိုးပဲတုံးတာသူလက်ထက်မှာတော့ဒါအတိအကျကိုသူတတ်မှတ်ပေးလာပြီပေါ့เนาะဒါသူလုတ်ခဲ့တာပေါ့ Okay in AD 1160 no 1160ကိုရောက်တဲ့အခါမှာ King Alonso was assassinated by his son assassinate ဆိုတာလောက်ကြံခံရတယ် by his son သူ့ရဲ့သားတော်ဖြစ်တယ်ဘာလို့လဲဆိုရင် Naruto မင်းဟာသူ့ ဖခင်မီတော်ကိုလှုပ်ကြံခဲ့တယ်ဘာမှလှုပ်ကြံတာလဲဆိုတော့အင်းရွှေကူကြီးတမ်ပါရွှေကူကြီးဖရားထဲမှာရှိနေတဲ့အချိန်မှာသူ့ရဲ့သားဖြစ်သူနရတုမင်းသားကသူ့ကိုတပ်ပလိုက်တယ်ပေါ့လှုပ်ကြံတပ်ဖြတ်လိုက်တော့အဖေအရင်ကိုတော့မှ လုတ်ကြံတက်ဖြတ်လိုက်တယ်ပေါ့အဲ့တော့မြန်မာရာဇဝင်မှာလည်းတချို့ကိစ္စတွေကပြောရတာတော်တော်ရှက်ဖို့လည်းကောင်းသူရှုပ်လည်းရှုပ်ထွေးတယ်ပေါ့တမိုင်းကြောင်းရှုပ်ထွေးတယ်ပေါ့ဒီနန်းစည်းစိမ်လူလာနဲ့မိမကိစ္စနဲ့စစ်တွေဖြစ်ရတာနဲ့နောက်ပါဒုတိယမြန်မာနိုင်ငံတော်ခြိုင်အဲ့အကြောင်းတွေသိရမယ်ပေါ့နော်ဟိုပြောမယ်ဆိုလို့ရှိရင်တချို့ကိစ္စလေးတွေကဟိုနိုင်ငံသားတွေဘက်ကပြန်ပြီးမေးခွန်းထုတ်လိုက်ရင်တော့ဖြေဖို့တော်တော်ခင်းနေတဲ့အဖြစ်ကလေးမျိုးလေးတောင်ရှိခဲ့တယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဒီထက်မှာတော့မပြောပြတော့ပါဘူးပြောပြရင်လည်းကျွန်တော်တို့တင်တဲ့တင်ငန်းစာနဲ့ပတ်သက်ပြီးခေါင်းစဉ်ကလွဲသွားနိုင်စရာအကြောင်းရှိရာဖြစ်တဲ့အတွက်ကျွန်တော်တင်ငန်းစာလေးပဲ ယ်ဆက်ပြီးတော့ပြောပြပါမယ်။ Okay, Naruto also killed his brother. เนาะ Naruto ကဘယ်လောက်ဆိုးလဲဆိုရင်သူ့အကိုအရင်းကိုတော့သူတတ်တယ် in order to be a king. သူဘာဖြစ်ဖို့လဲ in order to ကအလုငါပေါ့ in order to ဆိုတော့အလုငါဂျန်ပေါ့နော်ပြောမှဆိုရင်နော် to be king ပေါ့သူဘယင်ဖြစ်လာပေါ့ to be a king သူဘယင်ဖြစ်လာဖို့အတွက်သူ့အကူလည်းတတ်တယ်သူ့အဖေကိုလည်းတတ်တယ် king naruto was famous as a cruel king king နော်နာရဒူမင်းဟာတကယ်ကိုရက်ဆက်မှုအပေါင်းတရပူစောင်းခဲ့တဲ့မင်းလိုတော်နာမည်ကြီးခဲ့တဲ့ပကံရာဇဝင်မှာဆိုလို့ရှိရင်တော်တော်လေးကိုရက်ဆက်တဲ့မင်းတစ်ပါးလိုနာမည်တွင်ခဲ့တဲ့မင်းတစ်ပါးလည်းဖြစ်ပါတယ်နော် he also built a famous pagoda အဲ့တော့ तू तू ရက်ဆက်တယ်ဆိုပေမဲ့လည်းသူတို့ဒီပကံခေတ်ကာလတခြားလုံးမှာဘုရင်တွေကဒီဇေဒီဖျားတွေတည်ခဲ့တဲ့ အလုတ်ကိုတော့ကောင်းကောင်းလှုပ်ကြရတယ်ပေါ့အလူအတန်းနေလှူလှူလှူကြရတယ်ပေါ့ရရောလဲရရောကြပါတယ်တကယ်လဲလှူလဲလှူကြရတယ်เนาะဖះကိုကိုဝယ်တာတပိုင်းရက်ဆက်တာတပိုင်းပေါ့ဒီလိုမျိုးကြီးဖြစ်နေတဲ့အချိန်ကာလမျိုးကြီးလည်းရှိခဲ့တယ်ပေါ့ဒါကိုဆိုလိုချင်တာပေါ့เนาะအဲ့တော့ဓမ္မယံကြီးပေါ့เนาะကျွန်တော်တို့တိုးကြိုက်တွေရဲ့ ဒီပါဇက်ဖျားထဲမှာဇကဇကားတစ်ခုရှိရဲ့ပေါ့နော်ဒုမှာဓမယံအနုမှာအာနန္ဒာတဲ့နော်ဓမယံကြီးဖျားဟဲ့ဒုတွေဟာဘလောက်ထိကြီးလဲဆိုလို့ရှိရင်နော်ဖျားရှိကိုရောက်ပြီဆိုရင်ရေသက်ရှူမော့သွားအထက်ဝင်လိုက်ပြီဆိုရင်လူပါငုတ်တုံမေ့သွားခြင်းလောက်တဲ့ feeling မျိုးကိုရတယ်နော်အလိုလိုကြောက်လာတယ်ပေါ့အဲ့အထက်ဝင်လိုက်တာနဲ့ကိုဒီအဲ့ဓမယံကြီးဖျားထဲကိုဝင်လိုက်တာနဲ့ကိုကို့မှာဟိုစိတ်ထဲကနေငါ့အုံများတနေရာရာကတရားရောင်များချောင်းကြည့်နေသလားဆိုတဲ့အတိတ်ပဲမျိုးအတွင်းမျိုးတွေထွက်လာ တဲ့အထီကိုခြောက်ချားဖို့ကောင်းတဲ့ feeling ကိုလည်းပေးတယ်ပေါ့နော်တကယ်ကိုဒုတဲ့အကြီးကြီးမားမားနဲ့ကိုတီထားကိုဝယ်ထားတဲ့ဖျားစီဒီတခုလည်းဖြစ်တယ်ပေါ့နော်အဲတကယ်ကိုတွားရောက်လေပတ်တင်တဲ့နေရာကြီးလည်းဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့တော့အဲ့တော့ဒုမာတမယံအနုမာအာနန္ဒာတဲ့နော်ကျွန်တော်တို့စာစုတော်ရှိပါသေးတယ်အဲ့တော့တမယံကြီး temple at the time of king naradu began was not peaceful နော်ဒီ king naradu ရဲ့ main လက်ထပ်မှာဆိုလို့ရှိရင်တဲ့ဒီပကံပြည်ကြီးကမငြိမ်းချမ်းခဲ့ပါဘူးတဲ့နော်အရန်ကို ပူဆွေးတော့ကတွေနဲ့ เนาะဆိုးွားတဲ့ဒီဘီရင်အုတ်ချုပ်နေတဲ့အပေါ်မှာတိုင်းသူပြည်သားတွေလည်းစိတ်နှလုံးမချမ်းမြေကြရဘူးဖြစ်ခဲ့တယ်ပေါ့နော်ဒီတက်တန်းတစ်လျှောက်လုံးမှာတော်တော်လေးကိုပြည်သူပြည်သားတွေကအရန်ကိုစိတ်ပင်ပန်းဆင်းရဲမှုနဲ့တောက်လျှောက်ကြုံတွေ့ခဲ့ရတယ်တဲ့ he was also key သူသူစေတနာသူအကျိုးပေးတာပေါ့သူ့ကိုလည်းအိန္ဒိယမျိုးမျိုးတွေကเนาะသူ့ကိုတတ်ကြတယ်ပေါ့နော်သူ့ကိုတတ်လိုက်ကြတယ်ပေါ့သူသူကဒီအိန္ဒိယမျိုးတွေရဲ့အသက်ကိုခံလိုက်ရတယ်။ After King Narada တဲ့เนาะ Narada ဘီရင်ပြီးတဲ့နောက်မှာ Nara ပတိစီသူမင်း AD 1165 12 1111ပေါ့နော်1165တာသူ့ရဲ့မွေးတဲ့အချိန်ရဲ့တည်တဲ့အချိန်ကိုရေးထားတာပေါ့နော်1165တာ1217 Through the Bagan Dynasty เนาะဘဂန်မင်းဆက်ကိုဆက်ပြီးအုပ်ချုပ်ခဲ့တယ်တဲ့ He built Sulamani Pagoda သူကတော့ Sulamani ဖျားကိုတည်ခဲ့တယ် and Dhamma Razik က ပဂိုဒာဓမ္မရာဇကဖျားကိုလည်းသူတည်ခဲ့ပါတယ်တဲ့เนาะ W တည်တာလဲဆိုရင်နရပတိစီသူလို့ခေါ်တဲ့မင်းကတည်ခဲ့တာပဲဖြစ်ပါတယ် The most outstanding event was that he was the first king to write inscription in Myanmar အဲ့တော့ဒီဒီဘင်းရဲ့လက်ထံမှာဘာပြောစရာရှိသလဲဆိုလို့ရှိရင် तू ဟာဒီဘင်းရဲ့လက်ထံမှာဒီနရပတိစီသူရဲ့လက်ထံမှာ तू ဟာဒီကြောက်မှာထွင်ပြီးတော့စာရေးတဲ့နိစက်တွေကို तू စပြီးတော့ကျင့်သုံးခဲ့တယ်တဲ့ After King Narapri Sidhu, there were six kings. After King Narapri Sidhu, there were six kings to succeed the Bagan dynasty. No, Narapri Sidhu and now Maro Dua, the being, the Bono, the being Chow Sabo, Min Chow Sab also get it. They are Nadaumia, not Nadaumia King, Nadaumia, Nadaumia Me, Taunia Desete, Taunia Dose. နော်နရသိန်ကဥဇနာမင်းအုပ်ချုပ်တဲ့1230ရာနေ1235ပေါ့နော်1230 1235ငါးနှစ်ပဲကြာကြစွာမင်းအုပ်ချုပ်တဲ့ပြီးတဲ့နောက်မှာ1235ပေါ့နော်1235ကနေ1249သူလဲဟိုအများကြီးမဟုတ်ဘူးပေါ့ဆက်လေးနဲ့တော့ကြာတယ်ပေါ့နော်ဥဇနာမင်းအုပ်ချုပ်တဲ့သူနောက်မှာ1249 1256နော်မင်းရန်နောက်1256 and 1257 main ရန်ဆိုလို့ရှိရင် main ရန်ဆိုရပြင်ဆိုလို့ရှိရင်ဒါခဏလေးပဲအုပ်ချုပ်လိုက်ရပါတယ်တနည်းတော်ပြေးလိုက်ဘူးဆိုတဲ့သဘောပေါ့ and the last king was naratihapati အဲ့တော့နောက်ဆုံးပြင်ကြတော့ naratihapati မင်းဖြစ်တဲ့ god တယုတ်ပြေးမင်းလို့လည်းခေါ်တယ်ပေါ့နော် naratihapati ဟာတယုတ်ပြေးမင်းလို့လည်းခေါ်တယ် naratihapati ကပတိမင်းနဲ့ပတ်သက်ပြီးကြော်ကြားတဲ့အချက်ကဘာလဲဆိုရင် तू ဟင်းပွဲ300ပြေးမှာပွဲတော်တည်တယ်သူသမင်းဇပွဲမှာဟင်းပွဲ300 ပြည့်မှာ तू ကထမင်းစားရတယ်ပေါ့ပြောချင်တာဒါတက်တက်ပြောမယ်ဆိုရင်ဖြုံးတီးတာနဲ့အတူတူပဲပေါ့အမှန်တကယ်အဲ့လိုတော့မလိုတာပေါ့နော်ဒါနိုင်ငံခြားသားတွေက तू အကြောင်းပြောပြီဆိုရင်အရင်ဖြုံးတီးတယ်ပေါ့ဒါဆိုဘူဖေးကအဲ့ပြင်လက်ထက်မှာလည်းပေါ်နေတာဆိုတော့ကျွန်တော်တို့အမြဲတမ်းစားလေနောက်လေရှိရပေါ့နိုင်ငံခြားသားတော်တော်များများပေါ့နော်အဲ့တော့ဒါနရတီယာပရိမေနောက်ပြီးတော့ကျွန်တော်စားနေတဲ့ဒီမောင်းငါခေါက်ဆွဲပေါ်လာတာ तू တရုတ်ကိုပြေးတဲ့အချိန်မှာလမ်းမှာ तू ဒီကြုံတွေ့ရတဲ့စားစရာတောက်စရာမရှိတော့ तू နဲ့အတူပါသွားတဲ့ စဖို့ကဒီဘောနော်ဒီစဖို့မှုပေါ့စဖို့မှုကဒီမရှိရှိရလေးတွေကိုဂျမ်ဖန်ချက်ပြီးရင်လည်းမုံဟင်းကားဆိုတာဖြစ်လာတာပေါ့နော်အဲ့တော့ဒီတကြံပွဲတော့ဆိုရင်လေဒါနရတိယပရိမင်းလက်ထက်ကြမှာဒါစပြီးတော့စလာတဲ့ရှင်ချင်းမှုတွေကျွန်တော်တို့ပြောလို့ရပါတယ်ဒါကနရတိယဒီကပတိမင်းနဲ့ပတ်သက်ပြီးကျွန်တော်တပည့်တွေအနေနဲ့မှတ်ချင်တယ်ဆိုရင်မှတ်လို့ရအောင်ကျွန်တော်ထည့်ပြီးတော့ပြောထားပြတာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ကြအောင်။ In the king narrative period เนาะအဲ့တော့ နာရတီယာပတိမင်းအုပ်စုတဲ့ကာလမှာတဲ့ဘဂန်ဝက်စ်အတက်ဘိုင်မွန်ဂိုနော်မွန်ဂိုတွေတရုတ်တွေဝင်တိုက်တာကိုခံရတယ်ဘဂန်ဒိုင်နက်စတီဝက်စ်ရူဘိုင်55ကင်းစ်နော်ဘဂန်မင်းဆက်ကြီးကိုကျွန်တော်မင်းပေါင်း50 50အုပ်ချုပ်ခဲ့တယ် and 20 250 years lasted နှစ်ပေါင်း250ကြာခဲ့တယ် in conclusion နောက်ဆုံးအဆုံးသတ်မှာဆိုလို့ရှိရင် i would like to tell you that bagan with its thousands of old pagoda is recognized by by the world's traveler as one of the worst wonder. This 1,200 years old city with over 2,000 ancient pagodas is proof of the rich cultural heritage of Myanmar and is one of the archaeological treasure houses in Asia. Asia. Ladies and gentlemen, let me stop my presentation here. Thank you very much for your kind attention. အဲ့တော့ဒီမှာနောက်ပိုင်းပြောသွားတာလေးကတော့ဒါဘာမှတော့မခက်ပါဘူးเนาะအဲ့တော့ဗကန်ပီယာဆိုလို့ရှိရင်တဲ့သူရဲ့ဒီထောင်နဲ့ချီတဲ့ <laughs> ဒီဖျားစီတီရှီဟောင်းဖျားစီတီတွေနဲ့ဒီကဘာရဲ့ခီးတယ်တွေကတကယ်ကဘာအန်အောပေါ်ရာတစ်ခုဖြစ်သတ်မှတ်ခံရတဲ့နေရာတစ်ခုလည်းဖြစ်တယ်အဲ့တော့ဒီ1200ကျော်တက်တန်းရှိခဲ့တဲ့ဟိုကဘာတော့1200တက်တန်းရှိရဆိုတာသူအဲ့အခုချိန်ထိဆို1200ကျော်ပြီဒီမြို့ကြီးရဲ့တက်တန်းဒါကိုပြောချင်တာเนาะဒီ1200ကျော်တက်တန်းရှိတဲ့ဒီမြို့ဟောင်းလည်းဖြစ်တယ်เนาะနောက်ပြီးတော့ဖျားစီတီအပေါင်းလည်း2000ကျော်ရှိတယ်ရှိတာဖြစ်တဲ့အတွက်ကိုဒါတကယ်ကိုမြန်မာရဲ့ ဒီမြမရွာရင်ကျေးမှုအမွေနှစ်တူကျွဲဝရတယ်ဆိုတဲ့တက်တေတာရကတခုလည်းတခုလိုလည်းကျွန်တော်တို့ပြောလို့ရပါတယ်တဲ့အဲ one of the archaeological treasure houses in asia เนาะအာရှရဲ့ဒါပြောမယ်ဆိုလို့ရှိရင်ဒါရှီဟောင်း ဘီသူကရတနာရှေးဟောင်းရတနာတိုက်တစ်ခုတော့ကျွန်တော်တို့တင်စားပြောဆိုလို့ရတယ်အဲ့တော့ ladies and gentlemen let me stop my presentation here thank you very much for your kind attention เนาะစိတ်ပါဝင်စားစွာအာရုံဝင်စားစွာနဲ့နားထောင်ပြီးလို့လည်းဒီ presentation လေးကိုနားထောင်ပြီးလို့လည်းအရင်ကကျေးဇူးတင်ပါတယ်လို့ပြောထားတာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်တပည့်တွေဒါဆိုရင်ဒီ ဒီကျွန်တော်တို့ the first myanmar empire အကြောင်းကို overall ပေါ့ခြုံပြီးတော့ကျွန်တော်တို့လေ့လာလို့ပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောမယ်ဆိုရင်လည်းဒီလိုပဲအတူခြုံပြီးတော့ပြောရမှာပေါ့နော်အကုန်လုံးသာအစားအသုံးတောက်လျှောက်မင်းတစ်ပါးချင်းစီမှာလက်ထက်မှာဖြစ်ခဲ့တာတွေအကုန်လုံးပြောမယ်ဆိုရင်တော့တစ်သက်လုံးပြောလို့တောင်ပြီးမှာမဟုတ်ဘူးပြောစရာတွေကအများကြီးကိုနော်ဘယင်တစ်ပါးနဲ့တစ်ပါးမင်းဆက်တစ်စက်နဲ့တစ်စက်ကြားထဲမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကအများကြီး ရှိရပေါ့အဲ့တော့တိတိကျကျသိကျင်နေဆိုရင်တော့ကျွန်တော်ဆရာကြီးဒေါက်တာတန်းထွန်းရေးတဲ့ဆရာဟိုပါပေါ့စာအုပ်တွေရှိတဲ့ဆရာဆိုင်ဆရာနိုင်ပန်းလှရေးတဲ့စာအုပ်တွေရှိတဲ့အဲ့လိုမျိုးတမိုင်းနဲ့ပတ်သက်တဲ့စာအုပ်ကလေးတွေကိုထပ်ပြီးတော့ရှာဖတ်ပါလို့ကျွန်တော်အနေနဲ့အကြံပေးလိုပါတယ်အဲ့တော့ကျွန်တော်ဒီပိုက်တွေကိုကျွန်တော်ဒီနေ့မှာ The First Myanmar Empire ရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်း3ကိုဒီဗီဒီယိုလေးနဲ့အတူကျွန်တော်တင် जा ပေးခဲ့ပြီးဖြစ်လို့ကျွန်တော်နောက်ထပ်ဒီ The Second Myanmar Empire ဆိုတဲ့ presentation topic လေးမှာပြန်လည်ဆုံသွေးကြပါလို့ပြောကြရင်လည်းကျွန်တော်ရဲ့ဒီနေ့သင်ကြားမှုအစီအစဉ်လေးကိုဒီမှာပဲရန်နာလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်